လိုအားလုံးပဲမြင်ကြပါဘာယူနိုက်တက်ရှူပါနေကြည့်ပါတယ်ဆိုတော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်လို့တိုင်းမယ်ကျွန်တော်တို့ဒီဖိစ်ဝီလာတို့ဘာလို့ဘာလို့ပါတယ်ကစားမားတွေကနီးယအမ်အရန်ကြီးအိုဘာကွန်ဖီအားရဆိုတဲ့ဟဲ့လားလေဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးကြည့်အောင်ဆိုတော့ကစားမားတော်များများကဗောနော်ပင်ကသူ့ရဲ့နီးအရန်ကြီးလူရာတဲ့ပုံကိုကွန်ဖီဒန့်ကဲလုံးနေဗျာ တော့အဲ့လိုခန်းစားရတယ်ပေါ့နော်သူနဲ့တိတ်ပြီးတော့မလိုက်ဖက်တဲ့အဲဒူဝင်ပါလကလေးကနေပြီးတော့ပြင်ကြီးပါတုံးပါပေါ့နော်သုံးဆွဲနေတယ်ဘာကြောင့်ကောင်းလေးတွေအန်ကြဘူးပေါ့ဘလူးဝဲရှုံးနေတဲ့နောက်မှာ ကာလာပရီနေဒါနေထားပါတော့ဒါနယူးယောက်စ်တို့အာဆိုလို့ဒါဒီဒါလုံးဝထူတာသွားတယ်ပေါ့နော်ပေါင်သန်း140ကျော်လောက်ဆုံးရှုံးရတယ်ပေါ့ဒါကတော့ထားပါဒီစတော့စတော့ရှယ်ယာတွေပါကြီးကျတာနေပတ်သက် အဓိကအဓိကထိခိုက်မှာက ပိုင်ရှင်နေဆိုတဲ့ခါကျတော့ဒါကကောင်းတဲ့တည်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်မနက်က live မှာပြောခဲ့သလိုပဲပိုင်ရှင်နေဟာသူတို့ဒိုင်းတို့ဒီသုံးရှုံးတဲ့ဒဏ်ဒီသူတို့ကိုဘာမှမထိခိုက်ဘူးဆိုရင်ဘာမှ view side မှာမဟုတ်ဘူး။ပိုင်ရှင်နေနဲ့ပတ်သက်လို့စပြောရရင်နော်။ဒီပိုင်ရှင်နေကအသင်းကဘလောက်ပဲတိုင်ပက်နေနေအသင်းကဘလောက်ပဲစုပ်ပြက်တက်နေနေကွင်းထဲမှာဘလောက်ပဲရလက်တီမကောင်းနေနေသူတို့ရဲ့ဝင်ငွေတွေထိခိုက်မှုမရှိဘူး။သူတို့ရအမျက်တွေထွက်နေဘူးလို့သူတို့ဘာမှ view side မှာမဟုတ်ဘူး။ ဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုမဟုတ်ဘဲနဲ့ဘောနော်အမှန်ကန်အသင်းကငွေဒီနဲ့ထိခိုက်လာပြီအော်ပရိသတ်ဒီကလည်းစီဇန်တစ်ကက်တွေဘာတွေမဝယ်ကြတော့ဘူးဒီထိခိုက်လာပြီဆိုရင်ပိုင်ရှင်နေရာကျူးဆိုင်လိမ့်မယ်ဒါပဲဆိုတော့ပိုင်ရှင်နေနဲ့ပတ်သက်လို့လက်ရှိမှာစတော့ရှာတွေကျပြီးတော့တန်တက်40လောက်ဆုံးရှုံးကသတင်းကောင်းမယ်လို့ကျွန်တော်ဒါမှတို့ဒီဒီထက်ပို့ပြီးတင်းနဲ့ပတ်ဘယူးဆိုင်ကျမှာကျွန်တော်တို့ကအဆုတ်ပြည့်ဆုံးကာလကိုဖျက်ရတယ်တခြားအစစ်စကကိုအောက်မှာတန်းစင်းုံမရှိ တော့ဒါဟာတော်တော်ကြီးကိုလက်ခံလို့ရတဲ့အချင်းရတာပဲဘယ်အသင်းကြီးမှအဲ့လိုမျိုးကာလာမျိုးကိုမအံ့ဘူးဘူးဆိုတော့စတော့ရှယ်ယာကြတာဒီတရင်ကောင်းပဲတိโอเคဆိုတော့အဲ့ဒီတွေကမှကျွန်တော်တို့ဒီကစားမားတွေပေါ့နော် ပြောမလဲလက်ရှိ MOD ရဲ့နီးစနစ်တွေကိုတန်တရားဖြစ်လာကြပြီလို့မယုံကြည်ကြဘူးလို့ပဲကျွန်တော်ပြောမှာပေါ့အာ MOD ရတော့ကွာစရောက်ကလေးကနေပြီးတော့ GDD သုံးနေတာငါတို့နဲ့လည်းအံဝင်ခွဲခြားဖြစ်တာမဟုတ်ဘူး ဘာလို့မြန်တားကြီးကိုအပြောင်းလဲမလုပ်သေးတယ်လဲဘာလို့မြန်တားကြီးကိုဆိုးဆိုးမြဲမြဲကြီးသူတုံးနေရတယ်လဲဆိုပြီးတော့ပြောမှာပဲညမှာတခုစဉ်းစားရမှာကကျွန်တော်ကတော့နံပါတ်1အနေနဲ့ပေါ့နော်မန်ချက်စတာယူနိုက်တက်ဘယ်နီးပြရဲ့လက်အောက်မှာပဲဖြစ်ဖြစ်အဆင်မပြေတိုင်ပတ်တယ်အကုန်လုံးလူတို့မဖြစ်ဘူးဆိုလို့တရင်နေရာဒီတိုင်းရေးကြတော့တာပဲနီးပြတယောက်ရဲ့နီးစနစ်တွေပြောစရာတွေဖြစ်လာပြီဆိုလို့ရင်အေးအေးအဲ့ပုံမတက်နေနော်နီးပြတယောက်ရဲ့နီးစနစ်တွေအဲ့လိုဖြစ်လာပြီဆိုလို့ရင်ဂျာနယ်လစ်တွေကဒါဒီလိုတွေကျွန်တော်တို့ရေးကြတော့တာပဲ ဆိုတော့ရေးကြတော့တာပဲဆိုတော့ဒါတွေကထူးဆန်းတော့မဟုတ်ဘူးဘာလို့လဲဆိုတော့တင်းကမှန်ခြင်းမှလည်းမှန်တာအကယ်လို့ဒါဟာတင်းအမှန်ဆိုလို့ကစားမားတွေကပဲအဲ့လောက်ကြီး EPG ကြိုးများလို့တော့မရဘူးเนาะဘာလို့လဲဆိုတော့ every တန်ခါရဲ့လက်အောက်မှာကျွန်တော်တို့ဘယ်တော့က3ဘတ်နဲ့ကျွန်တော်တို့ခဲ့တယ်လေเนาะ every တန်ခါရဲ့လက်အောက် original social ရဲ့လက်အောက်เนาะကြိုက်တဲ့ဘယ်နီးပြလက်အောက်ပဲဖြစ်ဖြစ်အသင်းဟာ A1 3 D 3 3ဆိုတော့ formation ကိုပဲတုံးခဲ့တာ အဲ့ဒီတုံးကရောဒီကောင်ကြီးဘလောက်ကောင်းလို့လဲအဲ့တော့အဲ့ဒီတုံးကဘယ်ကစားသမားကမြန်လို့ကောင်းပြလို့လဲဒီနေရာမှာ MOD နဲ့ပတ်သက်ပြီးတော့ကျွန်တော်အားပါတော့ဗျာအပြောင်းလဲတွေလုပ်ဖို့လူတွေဘာညာဆိုတာကိုဘောပေါက်တယ်ဘာလို့လဲဆိုတော့နီးပြတွေဆိုတာကေရီချင်းရှိတဲ့နီးပြဆိုတာမျိုးကကျွန်တော်ဒီစနစ်တွေနဲ့လက်ရှိသူရောက်နေတဲ့ league ရဲ့အခြေအနေလိုက်ပြီးတော့ adapt လုပ်နိုင်မှရမှာဒါကြောင့်ပေါ့နော်ကျွန်တော်တို့တဘူတဲ့သူကိုတုံးကျင်တယ်လို့ဤတုံးနေတယ်ဆိုတာအဲ့တော့လက်ရှိအသင်းနဲ့ပတ်သက်လို့ဒီတိုင်းပဲ မိုဒီနေနဲ့အပြောင်းလဲတွေကြီးကြီးမားမားမဟုတ်တော့မှသူဒီပရီးမီးယားလိကို adapt လုပ်နိုင်ဖို့လိုတယ်။ဒါပေမဲ့လို့ကစားသမားတွေရဲ့ဘက်ကဒီနေ့စနစ်ကတော့ငါတို့နဲ့အံမဝင်ဘူး။ဒီစနစ်ကတော့ငါတို့နဲ့မဖြစ်ဘူးပါညာ။ကြီးတွားနေလို့မရဘူး။ပရိသတ်တွေကဒါမျိုးကြီးယိုးနေပြီ။ဟုတ်လားဒါမျိုးကြီးကျွန်တော်ယိုးနေပြီ။ဘာလို့လဲဆိုတော့မင်းတို့4231နဲ့ဆော်တော့ငါကြမင်းတို့ဘလောက်ကောင်းပြခဲ့လို့လဲ433နဲ့ဆော်တော့ရောဒီကစားမတွေဘလောက်ကောင်းနိုင်ခဲ့လို့လဲအခု3421နဲ့ဆော်တော့ရော 5 3 2နဲ့ဆော့တော့ရောဘယ်ကောင်းကမြင်ဘလောက်ကောင်းနေလို့လဲဒါအောက်တမလားရှင်းရှင်းလေးပဲလေဒါဒီကောင်းလေးကရှင်ရှင်မကောင်းတော့ဘူးဆိုတိုင်းသူတို့သူတို့အပြစ်ဆိုပြီးတော့မလာဘူးဗျာနီးပြတွေအပြစ်နီးပြတွေကငါတို့နဲ့အံဝင်ခွင့်ချနိုင်ရဲ့နီးစနစ်ကိုမသုံးတာဆိုတဲ့ပုံအဲပရိသတ်တချို့ကလည်းဒါတွေကိုသဘောကျတယ်ဗျာဟုတ်တယ်ဒီပြားက arrogant ဖြစ်တယ်ဒီပြားကလုံးဝပြောင်းလဲဖို့မကြည့်ဘာကြီးလည်းမဖြစ်တော့သွားနေတယ်အဲမှာကစားသမားတွေနဲ့ပတ်သက်လို့မယုံနဲ့ကစားသမားတွေဟာ စားမ10ယောက်ကိုပြောင်းတာထက်ညတစ်ယောက်ကိုပြောင်းတာကဝယ်တဲ့အချိန်ကြီးထင်တယ်လို့အသင်းကဖြစ်စားမတွေကအကုန်နီးကြရေးဆွဲချကြတာကျွန်တော်တို့ဒီသတင်းတွေကိုဒီလိုသတင်းတွေတပုံစံနဲ့တူတဲ့သတင်းတွေကိုလက်ရှိ MO နေလက်အောင်မှာစကားပြီเนาะအဲ့မတိုင်ငို့ရှေ့တုန်းကဒါ edit တန်ဟာရဲ့လက်အောင်မှာလဲကြားရတယ် edit တန်ဟာရဲ့ရှေ့အဲ့လောက်မှာ origina social ရဲ့လက်အောင်မှာဆိုလို့ရှိရင်ကြားရတာပဲ brand new ရဲ့လက်အောင်မှာလဲကျွန်တော်ကြားရတာပဲ ားလုံးကတည်တာနီးရန်ညစ်ဆိုလို့ချင်းဟာနီးပြတော့မဟုတ်ဘဲနဲ့ဘာညာပြောခဲ့ကြတာပဲဆိုတော့ကစားသမားတွေကဒီတင်းနာအမှန်ဆိုရင်ပြောတာပါဒီကစားသမားတွေကအီးပွကြီးကျုံများကြတာပဲကျွန်တော်ကိုယ်တိုင်ကျတော့ဘာမှလုံးမပြနိုင်ဘူးဗျာဒါကြောင့်ပေါ့နော်ကစားသမားတွေရဲ့ဘက်ကလည်းရှိနီးပြပြည်သူတွေအမိုးရဲ့နည်းနည်းပတ်တယ်လို့အာအမိုးရင်းကတော့သူ့စစ်အရင်ကြီး over confident ဘာညာပြောနေကြတယ်တော်တော်ကိုတော့ကျွန်တော်တို့ရှက်စရာကောင်းနေကစားသမားတွေ ။ဟောကျွန်တော်တို့ကုကူကူတကယ်ရော United အပေါ်ကောင်းပြနိုင်ရဲ့လားဆိုတော့မင်းဒီပြနဲ့ပတ်သက်လို့စနစ်တွေကိုအရင်ဆုံးဝေဖန်နေတာ။ပြောက်ကလေးကဘယ်ကစားသမားများကဘယ်ကစားသမားကမြန်တကယ်ကောင်းတဲ့ performance တွေအင်းပေါ်မှာအကျိုးပြုပြီးလုပ်ပြထားနိုင်လို့လေ။ဟုတ်တယ်မလား။လက်ချိုးရည်လို့လေးချောင်းမပြည့်ဘူးဗျာ။အမိုရင်ရောက်ကလေးကနေပြီးတော့တကယ်ကောင်းတဲ့ performance တွေပြနေတယ်ဆိုတာကစားမားတွေတအားရှားတယ်။ကစားမားတွေရဲ့ဘက်ကဒါမျိုးကျွန်တော်ပြောလို့မရဘူ နော်ဆိုတော့ကျွန်တော်ကတော့ဒီထက်ပို့ပြီးတော့အမ်မိုရီနဲ့ကစားမတွေကြာတိုင်ပက်တယ်ဆိုတဲ့တင်ကြားရလဲဦးမလို့ရတော့နော်ဒီလိုနေနေရောလက်ရှိကစားမတွေရဲ့ complaint တွေနဲ့တက်လို့ဒီတင်းနေရဘယ်လိုမြင်ကြလဲသူနေကြပါအောင်အားလုံးကိုချစ်သူများတွေပါတယ်